ကိုကဲ့တက်မတော် MNDAA နဲ့ရှမ်းပြည်သူတက်ရေးပါတီ SSPB SSA တို့ကြာနယ်မြေအငြင်းပွားမှုကိစ္စတွေပြည်လည်မှုရရှိသွားပြီဖြစ်ပါတယ်။နှစ်ဖက်သက်တွေကြာပြစ်ခတ်မှုအထိဖြစ်ခဲ့ရတဲ့နယ်မြေအငြင်းပွားမှုပြဿနာတွေဟာအစင်မြင့်တွေးဆုံဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပြီးနောက်နှစ်ဖက်ဆက်ဆံရေးအပါအဝင်ကိစ္စရဲ့အတော်များများမှာသဘောတူညီမှုရရှိခဲ့တယ်လို့ကိုကက်ကဂျွန်လ18ရက်နေ့မှာထုတ်ပြန်ပါတယ်။ လာရှိုမြို့နယ်နဲ့တီဘောမြို့နယ်ထဲကနေရာတချို့မှာဧပြီလကုန်ပိုင်းကနေဇွန်လ3ရက်အထိ MNDAA နဲ့ SSPP တို့ကြားနေမြေအငင်းပွားမှုကြောင့်တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနှစ်ဖက်ထိခိုက်မှုတွေရှိခဲ့ပါတယ်။နေမြေအငင်းပွားမှုကြောင့်လက်တလောဖြစ်လာတဲ့တိုက်ပွဲတွေနဲ့သဘောထားကွဲလွဲမှုတွေကိုငြိမ်ငြိမ်ချမ်းချမ်းဖြေရှင်းကြပဲဆိုပြီး MNDAA နဲ့ SSPP တို့သဘောတူခဲ့ကြပါတယ်။ MDA နဲ့ SSPP တို့ဂျွန်လ19ရက်နေ့ကတိုင်းနီခရိုင်ထဲကတန်လွင်ရွာမှာလုခဲ့တဲ့သွေးဆုပ်ဆွေးနွေးပွဲမှာသဘောတူခဲ့ကြတာလို့ MDA ကထုတ်ပြန်ပါတယ်။ဒါအပြင်အဖွဲ့အစည်းနှစ်ခုကြားအပြန်အလှန်ဆက်သွယ်မှုကောက်ကောက်လှုပ်ဆောင်နိုင်ဖို့အတွက်ဆွေးနွေးပွဲကနေတဆင့်အစဉ်မြဲဆက်သွယ်ညှိနှိုင်းရေးရန်တရာအဖွဲ့ကိုဖွဲ့စည်းခဲ့ကြပါတယ်။နှစ်ဖက်အလို့အဖွဲတွေရဲ့ဆက်သွယ်ရေးတာဝန်ရှိသူတွေကိုချက်ချင်းတက်မှတ်ခဲ့တယ်လို့ဆိုပါရယ် ဆွေးနွေးပွဲကို MNDAA ကိုကန့်ဘက်ကဒုတိယစစ်ဦးစီးချုပ်ဘူချုပ်နဲ့အတူတခြားအရာရှိတွေအပါအဝင်73ရောက်တက်ရောက်ခဲ့ကြတာပါ SSPB ဘက်ကတော့ဒုတိယတက်မှုချုပ်ဒုဗိုလ်ချုပ်ကြီးငေါဖဦးဆောင်နဲ့ကိုဇလဲ၁၄ရောက်တက်ရောက်ခဲ့ကြပါတယ်။ ဆွေးနွေးပွဲမှာတက်တဲ့အနေနဲ့ဝါပြည်သွေးစည်းညီညွတ်ရေးတက်မတော် UWSA ရဲ့938တန်းဒုတိယကုတ်ကဲရီမှုနဲ့အဖွဲ့လဲတက်ရောက်ခဲ့တယ်လို့ကိုကက်သက် MNDAA ကပြောပါတယ်။